နှလုံးမကောင်းရင်ဒီစာအုပ်ကိုမဖတ်ဖို့ကျွန်တော်မြတ်တရားခံနေပါတယ်ကျွန်တော်မှဒီစာအုပ်ကိုဖတ်ပြီးမျက်မှောင်တွေကြုတ်ဒေါသတွေထွက်ပြီးရင်တထိတ်ထိတ်ဖြစ်ခဲ့ရလို့ပါဆိုတော့ဒီစာအုပ်အကြောင်းမပြောခင်မှာကျွန်တော်မေးခွန်းလေးတစ်ခုမေးချင်ပါတယ်လက်ရှိကိုဖတ်ပြီးသားစာအုပ်တွေထဲမှာကို စိတ်မကောင်းစရာခြံခဲ့စာအုပ်ဆိုဘယ်စာအုပ်ဖြစ်မလဲအခုချိန်ကြီးဆိုတော့အဲ့စာအုပ်ရှိရဆိုလို့ရှိရင်ကိုမမချက်မှန်းခဲ့ပြီပါအကယ်၍မှရှိခဲ့ဆိုလို့ရှိရင်ဒီဟာနောက်တော့အောင်မြောက်ဖြစ်ပါလိမ့်မယ်ဆိုတော့စာအုပ်လေးကြောင်းသွားလိုက်ရအောင်ဒီစာအုပ်နာမည်ကတော့ The Happiest Man on the Earth ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်မှာဒါနာဇီဒုက္ခငရဲတွေမှာခံခဲ့ရတဲ့လူတယောက်အကြောင်းပြောထားတာပေါ့နော်။အဲ့ဒီလူရဲ့နာမည်ကအက်တီဖြစ်ပါတယ်။ဒီတယောက်ကသူကစက်မှုအင်ဂျင်နီယာဖြစ်ပြီးတော့မှသူနာဇီငရဲကနေမှဘလို့ကြုံတွေ့ခဲ့ရလဲပြီးဝင်လွတ်မြောက်သွားတဲ့အချိန်မှာဘာကြီးလုပ်ခဲ့လဲဆိုတဲ့အကြောင်းအရာအသေးစိတ်ကိုဒီစာအုပ်ထဲမှာရေးပြထားပါတယ်။ဆိုတော့ဒီစာအုပ်ရဲ့ဇာတ်လမ်းလေးကိုနည်းနည်းလေးတွေးလိုက်ရအောင်။ ။စာအုပ်ကြောင်းနည်းနည်းပြောရမယ်ဆိုရင်အတ္တီကဂျူးလူမျိုးတယောက်ဖြစ်ပြီးတော့မှဟစ်တလာအာဏာရလာတဲ့အချိန်မှာ तू က73နှစ်ပဲရှိသေးတယ်။ဒါဒါပေမဲ့ तू ကအထက်ထက်အောင်ပြီးသွားပြီပေါ့နော်။အောင်ပြီးသွားတဲ့အချိန်မှာ तू ကကောလိပ်တက်တော့မယ်။ကောလိပ်တက်မဲ့အချိန်မှာ तू ကဂျူးလူမျိုးတယောက်ဖြစ်နေလို့ဆိုပြီးတော့မှ तू ကပေးမတက်ခဲ့ဘူး။အားနဲ့ तू က तू အဖေကနေတော့မှ तू ကိုကျောင်းကောလိပ်တက်ခွင့်ရအောင်စာရွက်စာတမ်းအတူနဲ့ဂျာမန်တရားပုံစံနဲ့ तू ကိုလှုပ်ပြီးတော့မှတက်ခိုင်းလိုက်တယ်ပေါ့နော်အားနဲ့သူကကောလိပ်ကိုသွားတက်ခွင့်ရသွားတယ်ရသွားတဲ့အချိန်မှာလဲဒါသူအိမ်ကနေတော့မှသွားမယ်ဆို9နိုင်လောက်ကြရ ာရယ်ပေါ့နော်ခရီးကအဲ့လိုဖြစ်တဲ့အတွက် तू ကမနက်ပိုင်းအောင်ကြောင်းတက်တယ်ညပိုင်းအောင်ကြတော့အိမ်ကိုမပြန်တော့ဘဲနဲ့မိဘမဲ့ဂေဟာမှာပဲ तू ကညပိုင်းအိတ်တယ်ပေါ့နော်အဲ့လိုနဲ့ college ကိုဖြတ်တန်းလာခဲ့ဖြတ်တန်းလာခဲ့ပြီးတော့မှ9နှစ်မြောက်နောက်ဆုံးနှစ်လည်းရောက်လေကြတော့ तू ကဒါအဲသူတို့ college မှာဒါအလုပ်တင်အနေနဲ့လောက်ကြရပေါ့နော်အလုပ်တင်နဲ့လောက်တဲ့အချိန်မှာ तू ကအထူးချုံဆုံးအလုပ်တင်တယောက်အနေနဲ့လဲဒါ तू က list ထဲမှာပါသွားပါသွားပြီးတော့ तू ကဘွဲရရပါတယ် ဘွဲရသွားပြီးတော့ तू ကစေးကရိယာထုတ်တဲ့စက်ရုံမှာ तू ကအလုပ်ရသွားရပြီးတော့ तू အဲ့စက်ရုံမှာလာပေါင်းများစွာအလုပ်လုပ်ခဲ့အဲ့ဒီအချိန်ထိက तू အတွက်အရန်ကြီးကြီးမားမားငရေကန်းရောက်တရမဟုတ်သေးဘူးအဲသူသူပင်မန်းနဲ့မိဘနဲ့ခွဲရတယ်အဲတခါတည်းကြားလို့ရှိရင်သူသူကိုရန်ကဒါဂျာမန်လူမျိုးဖြစ်မှာဖြစ်တဲ့အတွက်သူအိမ်ကိုစိုက်ပိုင်ပို့တော်မလုပ်ဘူးတခါတလေမှပဲဒါဖုန်းဆက်ပြီးတော့မှဆက်သွယ်ရပေါ့နော်အဲ့လူမျိုးမိဘနဲ့ခွဲရတယ်တယောက်တည်းရုံးကန်ရတယ်အဲ့လူအခက်ခဲကြီးပဲရှိခဲ့တည်းရဆိုတော့အခုတကယ်ငရေခန့်ကအခုမှစမှာ ဘယ်ကနေစလဲဆိုလို့ရှိရင် तू อ่ะအဲ့မှာအဲဒီစေကရိယာစက်ရုံမှာအလုံးလုံးနေနေမှာ तू อ่ะသူ့မိဘတွေရဲ့နှစ်20ပြည့် anniversary ပေါ့နော်အဲ့ anniversary ကို तू อ่ะ surprise လုပ်မယ်ဆိုပြီးတော့မှသူ့မျိုးကို तू ပြန်လာခဲ့လိုက်တာအဲ့ကနေစာဇလန်အဲ့အချိန်မှာ तू ပြန်လဲပြန်တဲ့အချိန်မှာ तू ၅နှစ်လောက်ကြာပြီပေါ့နော်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့သူ့အိမ်အရှိကိုလည်းရောက်လဲရောက်တော့သူ့အိမ်က တခါ ਈ တော့ခတ်တာပြီးရင်တအိမ်လုံးကလည်းအမောင်ချတာအမောင်ချတော့အားနဲ့သူ့မှာတော့ပါတော့သူ့ဘာသူဖွင့်ပြီးတော့မှဝင်တယ်ဝင်ပြီးတော့သူ့အိမ်ုံကြည့်လိုက်တော့သူ့မိသားစုရယ်လည်းတရားမှမရှိမရှိတော့အော်โอเคပါအဘယ်သွားလဲပေါ့သူစိုးရောရင်တယ်ဒါပေမဲ့အဲသူပြန်လာမှာပေါ့အဲ့လိုစိတ်လေးနဲ့ပဲသူရဲ့၅နှစ်လောက်ခွဲခွာနေရတဲ့ကတိလေးပေါ့မှာသူအိပ်ပြော်သွားအိပ်ပြော်ပြီးတော့ဘာဆက်ဖြစ်လဲဆိုရင် မနက်9နာရီလာပေါ့နော်အဲ့ချိန်မှာနာစီတွေကအများကြီးရောက်လာသူတို့မျိုးတွေရောက်လာပြီးတော့မှအဲ့အိမ်နေအိမ်နေအိမ်နေရဲ့တကားကြီးဖြတ်စီပြီးရင်အထဲတွေကဂျူးတွေအကုန်လုံးဆွဲခေါ်ဆွဲခေါ်ပြီးလမ်းမကြီးမှာအကုန်လုံးစုစုပွားရင်သူတို့ရဲ့နေအိမ်နေပတ်ဝန်းကျင်ကအဆောက်အဦတွေရှိသမျှအကုန်ဖြတ်စီရအဲ့ဖြတ်စီတဲ့ အကြောင်းအရာတွေကလည်းအရင်နာမည်ကြီးဝခဲ့ပါတော့အဲ့ချိန်တော့ဆိုလို့ရှိရင်အဲ့လိုမျိုးဖြတ်စည်းရဟာတရွေးနဲ့လည်းသူတို့တွေထွေးကြအဲ့လိုမျိုးဆက်ဆုပ်ရုံရှာပွဲကောင်းတဲ့ကိစ္စရအကုန်လုံးသူတို့ဂျူးတွေကအဲ့မှာတအုပ်စုကြီးလောက်ခံရခံပြီးခံရပြီးတော့သူတို့ကိုဘာလုပ်လဲဆိုရင်သူတို့ဂျူးတွေအတုပ်လိုက်အတုပ်လိုက်အတုပ်လိုက်နဲ့သူတို့အချင်းထောင်ပို့တယ်သူတို့ပို့တဲ့အချင်းထောင်နာမည်ကလည်းဘူးဟင်ဝါပေါ့နော်အဟာသူတို့ဒီဂျာမန်မှာအကြီးဆုံးအချင်းထောင် ဲ့အချင်းထောင်တွေကိုဂျူးလူမျိုးရဲ့အများကြီးကိုပို့ကြပို့ပြီးတော့မှဘာကြီးလောက်လဲဆိုလို့ရှိရင်အဲ့ဒီအချင်းထောင်ထဲမှာသူတို့တွေကိုဂျူး200 300လောက်ကို ပြေးခိုင်းတယ်ပေါ့နော်မီတာ30 40လောက်ရှိရနေရပြေးခိုင်းတယ်ပြေးခိုင်းပြီးတော့ဂျာမန်နီကတက်တက်တွေနဲ့ပြစ်ပြီးတော့ပြတ်တက်တယ်ပြတ်တက်ပြီးတော့မှဒါကစားနီးအဖြစ်သူတို့လှုပ်တယ်ပေါ့နော်အဲ့လိုဟာမျိုးတွေပြီးွားလို့ရှိရင်နောက်ထပ်ဒီဂျာမန်လူမျိုးတွေနောက်ထပ်မျိုးမပွားနိုင်အောင် coffee day မှာဆေးရီခတ်တာရေးပြီးရင်နောက်ထပ်သူတို့တွေကိုဒီအမတ်စင်တွေကပြောရမယ်ဆိုတော့သူကသိန်းကနန်းလောက်ဖြစ်သွားတယ်ပေါ့နော်အများကြီးသိန်းကနန်းတော့မဟုတ်အများကြီးပဲဖြစ်နေတာဖြစ်တဲ့အတွက်ဒီ addi solution လဲဂျူးမန်တိတာအောင်သူ့ကိုနံပါတ်တက်ပေးလိုက်တာပေါ့နော် ဒီ तू तू ကတော့တင်းခနဲ့လောက်အထိရှိရအဲ့လိုနံမတ်တွေတက်တာရေးပြီးရအဆောင်လည်းနည်းနည်းပဲကျွေးကျွေးပြီးတော့လူကတဖြည်းနဲ့ပိန်လာပိန်လာအချိန်ကျတော့သူတို့တက်မှတ်ထားရအလုံးလုံးနိုင်တဲ့ weight ရှိရပေါ့နော်အဲ့ weight ကိုမရောက်တော့ဘူးဆိုလို့ရှိရင် အစိမ့်ငွေခန်းကိုပို့ပြီးတော့တက်ပြတာရေးဟာစသဖြင့်အဲ့လိုကြေကွဲစရာကိစ္စအများကြီးအများကြီးအကြောင်းတွေဒီဆောင်ထဲမှာပါရပေါ့နော်ဆိုတော့ အဲကျွန်တော်လည်းဒီစာအုပ်ကိုဖတ်ပြီးတော့ခံစားချက်တွေအများကြီးဖြစ်တယ်။ပြီးရင်ဒီစာအုပ်ထဲမှာအဒီကနေတော့မှထွက်ပြေးလွတ်မြောက်လာပြီးတော့သူမိဘတွေကလည်းဘယ်လိုပုံစံမျိုးနဲ့ဆုံးသွားလဲထွက်ပြေးလွတ်မြောက်လာပြီးတဲ့အချိန်မှာလည်းဘယ်လိုပုံစံမျိုးတွေသူရုန်းကန်ရတယ်ဘယ်လိုဖြတ်တန်းခဲ့တယ်ပြီးတော့သူ့ရဲ့စိတ်နေစိတ်ထားကလည်းဘယ်လိုဖြစ်တယ်ဆိုရဲအကြောင်းအရာစာအုပ်အကုန်လုံးကိုဒီစာအုပ်ထဲမှာထည့်ထားတယ်ဆိုတော့ဒီဆောင်ရဲ့နာမည်က The Happiest Man on Earth ပေါ့နော်။ဒါပေမဲ့ तू တကယ်ကြုံတွေ့ရတဲ့ဟာတွေကပျော်စရာကြီးကောင်းနေရမှာမဟုတ်တာ။ဒါပေမဲ့ तू ကဘာကြောင့်ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်တာလဲ။ तू ူရဲ့စိတ်နေစိတ်ထားတွေရောဒီစောင်းထဲမှာဘလို့ရေးပြတာလဲဆိုတာကိုအသေးစိတ်ဖတ်ခြင်းနဲ့အသေးစိတ်လည်းသိရှိခြင်းနဲ့ဆိုလို့ရှိရင်ဒါ Shreno application ထဲမှာ The Happiest Man on Earth ဆိုပြီးတော့မှရိုက်ထည့်ပြီးတော့မှသွားဖတ်လို့ရပါတယ် Shreno app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနေရောအတန်နဲ့ပါနှထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်း Shreno Facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်